မြန်မာနိုင်ငံက online ငွေလိမ်ကြောင်းဖြန့်ခိုင်းတစ်ခုထိန်းချုပ်ထားတဲ့အယောင်းဝယ် website တစ်ခုကို American တရားရေးဝန်ကြီးဌာနကပိတ်သိမ်းဖယ်ရှားလိုက်ပါတယ်။အဲ့ဒီ website ဟာ online ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်း Tickmill နဲ့စင်တူရုံးမနာမည်ပေးထားပြီး tickmillias.com ဆိုတဲ့နာမည်နဲ့လည်ပတ်နေကြတယ်လို့ဆိုပါတယ်။အဲ့ဒီ website အတူရဲ့နောက်ွယ်ကလုပ်ငန်းလည်ပတ်မှုတွေကို American တရားရေးဝန်ကြီးဌာနကခြေရာခံစုံစမ်းကြည့်တဲ့အခါမှာတော့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ထဲကကြောက်ခက်ရွာထဲမှာရှိနေတဲ့ ထိုင်ချမ်းဆိုတဲ့ဂျားဖြန့်လုပ်ငန်းနဲ့ဓာတ်ရိုက်ဆက်ဆက်နေရကို သိရှိလာရပါတယ်။ American ပိတ်သိမ်းလိုက်တဲ့ website အတူဟာမြန်မာသူတွေစီကနေဒေါ်လာထောင်ပေါင်းကြီးတဲ့ငွေကြေးတွေကိုလိမ်လည်ရယူခဲ့တယ်လို့ဆိုပါတယ်။ဒါဟာထိုင်ချမ်းဂျားဖြန့်ကိုင်းနဲ့ဆက်ဆက်တဲ့တတိယမြောက် website လေးစာတစ်ခုကို American အနာဘောင်တွေကခြေရောက်ခံပေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီ website ကိုထိန်းချုပ်သူတွေက tick mail အဖြစ်ဟန်ဆောင်ပြီးဆရာငွေတွေအနှံ့ကြဖို့ website သုံးဆွဲသူတွေကိုသွေးဆောင်စီးယုံခဲ့ကြပါတယ်။ အမေရိကန်ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို FBI ရဲ့အဆိုအရကနအူးယင်းနေ့မြို့နယ်တဲ့အချိန်မှာအဲ့ဒီ website ကငွေတွေပြန်ထုတ်ပေးခဲ့တာကြောင့်နင့်နာသူတွေက တကယ်ကုန်သွယ်ရေး website အစစ်အဖြစ်ယုံကြည်ခဲ့ကြတယ်လို့သိရပါတယ်ရှင်